ဥရောပအကောင်ဆုံးလူငယ်ကစားသမားဆုအဖြစ်သတ်မှတ်ခံရတဲ့2025ခုနှစ်အတွက် Golden Point ဆုကို PSG တိုက်စစ်ကစားသမား2 E ရရှိခဲ့တယ်လို့သိရပါတယ်။ Golden Point ဆုကိုအီတလီအကစားသတင်းစာ Tutu Sport ကဖန်တီးချီးမြှင့်တာဖြစ်ပြီးဥရောပမှာရှင်ပြိုင်ကစားနေတဲ့အသက်22နှစ်အောက်ကစားသမားတွေသာအကျုံးဝင်တာဖြစ်ပါတယ်။အသက်20သားရှည်သေးတဲ့ပြင်သစ်ကစားသမား2 E ဟာပြီးခဲ့တဲ့2024-25ဘောလုံးရာသီမှာ PSG အသင်းနဲ့အတူဖလားသုံးလုံးအောင်ပွဲရရှိခဲ့သူဖြစ်ပြီးပြိုင်ပွဲစုံ62ပွဲကစားပြီး16ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါကြောင့်ပြင်သစ်လီရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုနဲ့ချန်ပီယံလိပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုတို့ကိုရရှိခဲ့သလိုနေရာတီမှာကျင်းပခဲ့တဲ့ကလပ်ကဘာဖလားပြိုင်ပွဲမှာလည်းအကောင်းဆုံးလူငယ်ကစားသမားဆုရရှိခဲ့ပါတယ်။အခု Golden Point ဆုကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး PSG ကစားသမားတွေထဲမှာ Barbie ရဲ့နောက်ဒုတိယမြောက်ရရှိသူ ပြင်သစ်ကစားသမားတွေထဲမှာပော့ပါမှစီရဲ့ဘာပေရိုးရဲ့နောက်စဒုထမြောက်ရရှိသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။